ဘယ်လိုလူမျိုးများက wig အကျိုးခံစား권ကိုရရှိနိုင်မလဲဆိုတာပြောပြပေးမှာဖြစ်ပါတယ် wig ရဲ့အဓိကရည်မှန်းချက်ကတော့ကိုယ်ဝန်ဆောင်များပြီးပွားပြီးစမိခင်များကို6လအထိနဲ့မိခင်နှုတ်တိုက်နေသူများကိုတစ်နှစ်အထိမွေးကင်းစားကမှစပြီးတော့အသက်9နှစ်အထိဟာရပြည့်မီမှုရှိသည့်ကလေးငယ်များကိုကူညီပေးရန်ဖြစ်ပါတယ် အာရပြည့်မီမှုမရှိသည့်သူများနှင့်မိသားစုအခြေခံဝင်ငွေ၏185ရာခိုင်နှုန်းနှင့်အောက်တွင်ရှိသူများဟာဝက်ကိုရရှိနိုင်ပါသည်။ဝက်အစီအစဉ်ဝင်ငွေလမ်းညွှန်ချက်များကို USDA မှနှစ်စဉ်သတ်မှတ်ပေးပါသည်။ဝင်ငွေလမ်းညွှန်ချက်များဟာတင်းအိမ်နောင်စု၏အရွယ်အစားပေါ်မူတည်ပြီးရောကွဲပြားနိုင်ပါသည်။ဥပမာအားဖြင့် ူ၄ယောက်ရှိသောအိမ်တော်စုတစ်ခုနဲ့လူလေးလူ၆ယောက်ရှိသောအိမ်တော်စုတစ်ခုရဲ့ဝင်ငွေကန့်သတ်မှုချင်းကမတူညီနိုင်ပါဘူး။ဝိတ်လျှောက်ထားမယ်ဆိုရင်မိသားစုဝင်တဦးဦးစီရဲ့ ID တသက်ခံအထောက်ထားဝင်ငွေအထောက်ထားနဲ့တင်းရဲ့လိပ်စာတို့ကိုပြပေးရမှာဖြစ်ပါတယ်။ရည်အကြီးဆုံးချက်ကတော့ဝိတ်လျှောက်ထားရန်အတွက် တင်ဟာအမေရိကန်နိုင်ငံသားတယောက်ဖြစ်နေဖို့မလိုပါဘူး။တရားဝင်နေထိုင်ခွင့်စာရွက်စာတမ်းမရှိထားပေမဲ့လည်းဝစ်ရရှိနိုင်တဲ့လိုအပ်ချက်ပြည့်မီသူမီသူမဆိုဝစ်ဌာနမှကြိုဆိုပါတယ်။အင်္ဂလိပ်စာနဲ့စကားမတက်ကြွမှာကလည်းစိတ်ပူစရာမရှိပါဘူး။ကျမတို့ရဲ့ဝစ်စည်းကမ်းများမှာဘာသာစကားမျိုးစုံတက်သောဝန်ထမ်းများသို့မဟုတ်တယ်လီဖုန်းဖြင့်ဘာသာပြန်ပေးခြင်းများဖြင့်လည်း သင်းကို wick ရရှိအောင်ကူညီပေးနိုင်မှာဖြစ်ပါတယ်။ရရှိနိုင်မှုနဲ့ပတ်သက်ပြီးမေးခွန်းများရှိပါက မြို့နယ်ကျန်းမာရေးဌာနသို့ဆက်သွယ်နိုင်ပါတယ်။ www.healthdepartment.org website မှာလည်းဝင်ရောက်ကြည့်ရှုခြင်းဖြင့်သတင်းအချက်အလက်များကိုပိုမိုသိရှိနိုင်မှာဖြစ်ပါတယ်။